ဘေဘိုဂျူကြီးတွေတော့နားငိမ့်စားယူသွားမယ်ဘေဘိုဂျူကြီးတွေတော့နိုင်ငံရေးယာရုတွေပြန်ယူမယ်ဘိုဂျူဘေဘိုဂျူကြီးတွေတော့လွှတ်တော်ထဲဝင်ထိုင်ကြမလဲဘေဘိုဂျူတွေလွှတ်တော်ထဲမှာမြင်ရမလဲစသဖြင့်ဒါတွေစိတ်ဝင်စားဖို့ကောင်းတယ်ပြည်ခိုင်ပြိုးကလည်းသူ့အနေနဲ့သူကြီးပဲရမယ်လို့ထင်နေထင်နေမယ်ဒါပေမဲ့ပြည်ခိုင်ပြိုးလည်းသူ့ကိုယ်သူသိတယ်သူလည်းသိဟန်လာတာမဟုတ်ဘူးသူကိုယ်သူသိပုံရပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရထင်မှာဒီနေ့2025ရွာလ9ရက်နေ့မနက်ခင်းအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနက်ခင်းမှာပထမဆုံးပြောပြချင်တဲ့တရင်ကောင်းကတော့ကျွန်တော်တို့ပြည်သူတွေကိုအမေရဲတက်ဖြတ်ဖို့အတွက်လေးစီတည်ဆောင်လာပေးတဲ့စီဘုတ်စာကတစီကိုစစ်သား2ဦးနဲ့အတူတူလိုင်းတဲ့ဖို့တွေကဖန်စီရမင်းခဲ့ပါတယ်ဒါကမြန်မာဖန်စီလေဆိုလို့ရှိရင်ရန်ကုန်မန္တလေးအမြန်လှမ်းအတွက်နန်းဆန်လေးတက်အတွက်လေးစီတည်ဆောင်လာသောစီဘုတ်စာကတစီကိုစစ်သား2ဦးနဲ့အတူတူလိုင်းတဲ့ဖို့ကဖန်စီရရှိကြောင်းအောင်ဆက်လန်း နတ်မော့ပြည်သူကကိုရဲ့အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဒီဟာကယွမ်လာရှင်းနဲ့နည်းနည်းပန်းနတ်မော့မြို့နယ်ဖက်မှအ мян လမ်းမပေါ်သောထွက်ခွာလာသောအကြမ်းဖက်စစ်ကောင်စီ၏၄စင်းရှိစီပုတ်စာကရင်အမတ် 2B 8525ကိုရန်ကောင်မန္တလေးအ мян လမ်းမပေါ်မန်တန်းနေရ60နှစ်အနည်းတွင်တိုလိုင်းတဖို့တွေကစစ်ဆေးပြီးတော့ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီကားထဲမှာ ပြည်သူမြတ်ကိုလေကြောင်းဖြတ်ဘုံကျဲတက်ရန်လင်းစီမြတ်ကိုအကျဉ်များစွာပေးဆောင်ပေးနေတဲ့ယင်တစီဖြစ်ကြောင်းသိရှိရပါဒီကားကပေါ့နော်ဆိုတော့ဒီလိုမျိုးကိုပြည်သူတွေကိုတက်ဖြတ်ဖို့အတွက်အကျဉ်ပေါ့များစွာကိုတည်ဆောင်ပေးနေတဲ့ကားတစီလိုကျွန်တော်တို့တိုလိုင်းတစ်ဖို့တွေကစစ်စစ်ရင်းရင်းမှုမှာသိရှိရပါတယ်ဒီကားကိုဖမ်းမိတဲ့တိုလိုင်းတစ်ဖို့တွေပြောတာက စီဘောစာကားထဲမှာစီအပြစ်နေပဲအရာခံဘူးမင်းထွက်ရဲလက်ပါစေနှစ်ယောက်နဲ့အတူဖမ်းမိခဲ့တယ်လက်ရှိတော့ဖမ်းမိတဲ့သူတွေကိုစစ်ဆေးနေတော့ဗာရေးပို့တွေအားလုံးလဲလွန်ချောင်းတဲ့နေရာမှာရုတ်ပါပြီဟုအွန်ဆက်လန်နတ်မော့ပြည်သူကကိုရဲ့အဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါဒီလိုကိုပြောဆိုပါတရားကတော့တွလိုင်းတဲ့ဖို့လေလုံးဝကောထိခတ်မရှိဘူးဆိုတော့ဒီထဲမှာအာတကယ်လောက်ခံနေတဲ့သူတွေကအရာခံဘူးမင်းထွက်လို့သိရပါဗာအဲ့ဒီလက်အော်မှာလက်ပါစေနှကောင်ကတော့လိုက်ပါလာပြီးတော့အဓိကကိုမောင်းပေးလာတယ်တရားကိုကျွန်တော် တိုလိုင်းတဲ့ဖွက်ကဖန်စီရမယ်တဲ့အခုချိန်မှာစစ်စစ်နေတော့အသေးစိတ်လိုမထွေးသေးဘူးကျတို့ဒီလေးရင်စီကိုတေဆုံလာတဲ့စီပုတ်စာကတစီကိုတိုလိုင်းတက်တွေကမဖမ်းမိဘူးဆိုရင်ဘေကိုပော့မလဲဆိုရင်တော့နန်းဆန်မျိုးကလက်မှုပါလေးတက်စခန်းဌာနချုပ်တို့တေယူပို့ဆောင်ရဲ့အတွေ့လို့သိရပါတယ်ဒီဟာကိုကျွန်တော်တိုလိုင်းတက်ဖွက်ကဖန်စီလက်လို့နည်းနည်းသက်တာတော့တယ်ဗောနော်မဖန်းစီဘူးဆိုလို့ရှိရင်ဒီအရုပ်တစ်ထပ်ပြီးတော့ရောက်မယ်ဆိုလို့ရှိရင်ပြီးသူတွေကဘလူးတွေတက်ဖြောက်အောင်မလဲဒီဒီစီနဲ့ကားထဲမှာလင်းစီအပစ်ပါတယ်လို့သိရတယ် နော်ဒီကတော့သတင်းကောင်းအနေနဲ့အာပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ပြည်သူတွေအတွက်အာသတင်းကောင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီနောက်မှာလေအောင်ပွေသတင်းရေးမြော့နယ်အာယုတောင်ရွာထက်မှာရှိတဲ့စစ်တပ်ကစခန်းကိုရေဘလူးအဖွဲ့ကဝန်ရောက်တိုက်ခိုက်ခဲ့စဉ်စစ်သားအလောင်းကပြန်လည်ခုခံခြင်းမရှိဘဲထွက်ပြေးသွားကြပါတယ်ကြောက်နေလို့ခွဲပြေးပြေးကိုပြေးနေကြပါတယ်ဒါကတော့ရွမ်းလာရှိတဲ့နှစ်တွင်အကြမ်းဖက်စစ်တပ်ဤကစခန်းကြီးကိုရေဘလူးအဖွဲ့ကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖြစ်ပြီးတော့သူတို့ဖက်ကပြန်လည်ခုခံတိုက်ခတ်မှုမရှိဘဲဆုတ်ခွာသွားကြပါတယ် အခုစစ်တပ်ဖက်မှတပ်ပြင်ဖက်ကိုထွက်တာ အရန်နေပါတော့ပါပြီ။နောက်နေရာတွေလည်းဝင်ရော့ရှင်းနံနေခဲ့တယ်။အာလောင်ပေါင်း9နေရာတိတိကို ပြန်လေခုဆွခွာတော့ပါတယ်ဟုရေဘလူးအဖွဲ့မှတိုင်ရင်မှုကပြောဆိုပါတယ်။ဒီကစ္စခန်းထဲကစစ်သားတွေရဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့တွေအရန်ကိုကြောက်နေပုံရပါတယ်။ဘာလို့လဲဆိုလို့ရှိရင် ဓာတ်ပုံထဲမှာသူတို့တူလိုင်းတဖို့တွေကထောပြန်လာတဲ့ဓာတ်ပုံလိုထဲမှာဆိုလို့ရှိရင်ဒီကစ်စခန်းကိုလောင်းဝတ်ကိုအခမ်းအမကိုတိဆောက်ထားတဲ့နေရာကရိုဂျီနွေကိုလည်းအသေးချက်ကိုအာတပတ်နှစ်ပတ်လို့သုံးလေးပတ်တလတ်လို့နော်ပြင်ဆင်ထားပြီးတော့ကရိုဂျီနွေတူးထားတဲ့နေရာကိုအာတတန်တစ်ချက်တပဖို့ပေးနေပြန်ပြီးတော့ဆုတ်ခွာပေးရတယ်ဆိုတာကတော့အရန်ကိုကြောက်နေကြပြီးတော့အဲ့မှာရေစခန်းတို့တက်စခန်းတို့မှာအကောင်လုံးကစုနေကြပြီးတော့ထင်ပါတယ်နာကအာသူတို့တွေ ဘယ်လောက်ထိများကြောက်နေကြလဲဆိုတော့ကိုသိစေချင်တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာနောက်ထပ်သတင်းကလေမန္တလေးတန်းကမင်းချန်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းနယ်တဆွေထားသောစစ်ကောင်စီတပ်သားများကိုတက်ခတ်ခဲ့ရာမှာစစ်တပ်ဖက်မှ၅ဦးသေဆုံးခဲ့ကြောင်းနကနီပြိုကျတပ်ဖွဲ့မှမင်းချန်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဒီဟာကရွာလနရက်နဲ့နက်နက်9နာရီ30မိနစ်ခန့်အချိန်မှစတင်ကမင်းချန်မြို့နယ်ကလူရမ်းမှုဂျေးရွာကိုအင်အားတရာခန့်ဖြန့်စစ်ကြောင်းထိုးလာသော ခမရ15မှာ အကျန်းဖက်စက်ကောင်စီတသားများနဲ့လေတိရွာကကျောက်ပြုတ်ဂျေးရွာတို့၌တက်ဆွေးထားသောမြူဆိုးထီများကိုတူလိုင်းတပ်ဖွဲ့တွေကတက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ဒီထက်မှာစက်ကောင်စီတပ်ဖွဲ့တွေအာထိခတ်သေးဆုံးမှုက၅ဦးသေဆုံးပြီးတော့စစ်ခွေတွေထိခတ်အာထိခတ်မှုကတော့နစေထက်မနေကိုထိခတ်သူတွေရှိတယ်လို့သိရပါတယ်ဆိုတော့ဒေတာတော့၅កောင်လို့သိရတယ်ဆိုတော့ဒီထက်မှာထိတာများတယ် ဆိုတော့စကားစကားနည်းနည်းအစိုးကြီးစိုးကြီးကလေးကရောက်နေတာညအားတရားလုံးနဲ့စစ်ခွေးတေတာငါးကောင်တေတယ်အထစ်အခက်များတယ်စီးရောင်ရောပြီးတေတာကတော့မသိရဘူးဟုငကနေပြောကြားတက်ဖွဲ့မှာမင်းချန်ကဒိုလိုင်းတက်ဖွဲ့ဖြစ်တဲ့တာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့လုံးဝကိုအာတရင်ကောင်းဖြစ်ပါတယ်တူလိုင်းတဖို့တွေကတော့စစ်ကောင်စီနဲ့ထွက်လာပြီဆိုလို့ရှိရင်စော်ဖို့ပဲစော်ဖို့ပဲတည်တာပြီးရင်မထွက်လာတော့ဘူးဆိုလို့ရှိရင်အဲ့ဒီ အနီးနားမှာတူလိုင်းတပ်ဖွဲ့တွေရဲ့အနီးနားမှာရှိနေစစ်ကောင်စီတပ်ဖွဲ့တွေကိုတိုက်ခတ်ဖို့ဒါပဲရှိတာနော်ဆိုတော့ဒီဟာကတော့တိုက်ခတ်ပြီးဆိုလို့ရှိရင်လည်းအောင်ပွဲမရဘူးဆိုတာသိမရှိဘူးအောင်ပွဲတွေအောင်ပွဲတွေကြီးပဲအောင်ပွဲတွေကြီးပဲဆိုတော့ဒီဟာကသတင်းကောင်း အဲ့ဒီနောက်မှာနောက်ထပ်သတင်းတစ်ခုတင်ဆက်ပေးချင်တာကတော့ရန်ကုန်တန်းဘူတထောင်မြို့နယ်ကအမျိုးသမီးနဲ့ဦးသေးဆောင်မှုနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးချင်တာစစ်မကောင်းစရာလေးဖြစ်တယ်လို့မိမပီသူမြတ်သတိထားဖို့လဲလူအပ်တဲ့အကြောင်းကိုပြင်ပြီးတော့သိစေချင်တာပါဒါကတော့ရန်ကုန်တန်းဘူတထောင်မြို့နယ်အတွင်းမင်းခူးမွေအသက်ရှူကြက်ပြီးအမျိုးသမီးနဲ့ဦးသေးဆောင်ခဲ့ကြောင်းပရဟိတအဖွဲ့ဝန်နဲ့ဒေသပြည်သူမြတ်ကပြောဆိုပါတယ်ဒါကရွမ်းလရှင်းနဲ့နေနေပန်းတွင်ဘူတထောင်မြို့နယ်အမတ်6ရက်ွက်53လမ်းမှာရှိတဲ့တက်ခန်းတစ်ခုတွင် အလွန်ပက်အခမ်းအတွမ်းဘုရားကွန်းဖွင့်ရအမျိုးသမီးနှုတ်က SK ကြောင့်၎င်းတို့တေထားသောဟင်းဦးကိုမင်းမပေပေနဲ့ SK ရမဟင်းဦးမှာတူးကမင်းခူးမြဖြန်ဆက်ရမှာအသက်ရှူကြက်ပြီးတော့အမျိုးသမီးနှုတ်သေးဆုံးခဲ့ကြောင်းသိရှိရပါဒါကတော့တတော်လေးကိုဆူရတဲ့အခြေအနေမျိုးဒါကတော့အာဒီလိုမျိုးကိုပြည်သူတွေမိမပြည်သူတွေသတိထားရမှာဘာလို့လဲဆိုလို့ရှိရင်ဒီကဦးအဦးခါတေထားတယ်ဆိုလို့ရှိရင်တော့ပြည်သူတွေသတိထားကြပါအခုလိုမျိုးဖြစ်တာကအရာကွန်းနဲ့ အလွန်ပစ်ထားတဲ့အေယာကွန်အေယာကွန်ဖမ်းပြီးတော့အလွန်ပစ်ထားတဲ့နေရာမှာဒီလိုမျိုးကိုအသက်ရှူကြက်ကြက်နေပြီးတော့တည်ဆောင်းတာလို့သိရှိရပဲတည်ဆောင်းသူနှူးဤရွတ်အလွန်ကိုဂျပန်ဆေးရောင်တို့ဘူကလေးဆေးရောင်ပရဟိတအသိန်းနဲ့အဖြူရောင်ဂန်လက်လူမှုကူညီရအသိန်းတို့ကပိုးပေါင်းပို့ဆောင်ခဲ့ပြီးအပေးခဲ့ကြောင်းသိရှိရပါတယ် တေဆုံးတာကဒီနေ့9နာရီလောက်မှာတေဆုံးတာမင်းခိုးမွေတေဆုံးတာပါဟုဒေသပြည်သူတို့ကပြောဆိုပါဒါကတော့လုံးဝကိုစစ်မကောင်းစရာဖြစ်ပါတယ်မေလာတရက်နဲ့ကလည်းအာစမ်းချောင်းမြော့နယ်ဆွေလုံးလန်းတက်ခမ်းလေးလွာတွင်မင်းဆက်နှုတ်ရွဲ့အာလေအေးပေးစစ်အရာကွမ်း300မှာမင်းသားစုဝင်၄ဦးတေဆုံးခဲ့ရတေဆုံးခဲ့တော့ ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်လို့သိရပါတယ်။ဒါကိုတော့ကျွန်တော်တို့ပြည်သူတွေသတိထားရမယ်။သတိထားရမယ်။ဒါကတော့တတော်လေးကိုသတိထားရမယ်ဟာ။ဆိုတော့ဒီလိုမျိုးကိုအရာခွန်ဖွင့်ပြီးတော့အာအလစ်အလွန်ပစ်ထားတဲ့ချိန်မှာအာမင်းနဲ့ပတ်သက်ပြီးတော့သတိထားကြပါအခုလိုမျိုးဖြစ်တာကတော့တတော်လေးကိုဆူယောနေတဲ့အချိန်မျိုးမသေးသေးမင်းနဲ့တည်ရတဲ့ဟာမျိုးပေါ့နော်။ဒီကကျွန်တော်တို့အတွေ့အကြုံမရှိတဲ့ဟာမျိုးပေါ့။ ဒီကိုသတိထားစေချင်ပါတယ်အာဒီသတင်းကိုကြားနေသူတွေနဲ့ပတ်သက်ပြီးတော့เนาะအဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အဆက်ဖေးခေါမြို့နယ်အဆက်ချမ်းရှိကျေးရွာများကိုစစ်တပ်ကလက်နေကြီးများဖြန့်ပြစ်ခတ်ခြင်းကြောင့်အသက်၁၉နှစ်အရွယ်ចောင်းသားတူဦးခေါင်းជីထစ်မှန်ဒေဆုံးခဲ့ကြောင်း ဖေခေါမြို့နယ်ပြည်သူ့ကကိုရေးတက်ဖွဲ့မတာဝန်ရှိသူတို့ကိုပြောဆိုပါတရားကတော့ရွမ်းလာ6ရက်နေ့ဖေခေါမြို့နယ်အစ်စ်ချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတက်ခတ်တက်ပွေးဖြစ်ပွားခြင်းမရှိပေနဲ့ဒီလိုမျိုးကိုလည်းနည်းနည်းကြီးနေပစ်ခတ်တယ်လို့သိရှိရပါတယ်။ဒီဆုံးသွားတဲ့ကလေးငယ်ကလေးကစာအရန်တော်ပြီးတော့မိဘတွေကိုတိတက်တဲ့ကလေးလေးပါအမေဖြစ်သူလဲနှလုံးရောဂါအခန့်ရှိတော့အခုထိကို သူများတွေးတွေးထူနေရတယ် မင်းဘာတရုတ်ရေခန်းစားချက်တွေကို အာဒီမစ်စာတွေနားလည်မယ်မထင်ဘူးဗျာဟုဆိုပြီးတော့ဒေတာပီတူတို့ကပြောဆို ဒါကတော့စစ်ကောင်စီရဲ့ရုပ်မှန်မှုကြောင့်ကျွန်တော်တို့ပြည်သူတွေကလေးငယ်အရန်ကိုတုံနေတဲ့ကလေးတွေလူငယ်တွေတေဆုံးနေရတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်စစ်ကောင်စီကတော့ပြည်သူတွေဘလောက်ပဲတေတေသူတို့တွေကရုတ်ဆိုက်တာမဟုတ်ဘူးသူတို့တွေမိသားစုတွေဘာမှဖြစ်ရင်ကျွန်တော်တို့ကိုဘာမှလဲအာပြည်သူတွေကိုစဉ်းစားပေးတာမဟုတ်သူတို့မိသားစုအတွေ့ပဲလုံးနေတဲ့သူတွေအခုချိန်မှာပြည်သူတွေဘလောက်ပဲတေတေသူတို့ဘာမှဖြစ်ရင်ဘာမှဖြစ်ဘူးသူတို့ပြည်သူတွေကိုတေဖို့အတွက်ပြည်သူတွေကိုပြတ်မှတ်ထားနေတဲ့စစ်ကောင်စီစစ်ရှောင်းကောင်စီဖြစ်နေတဲ့တွေကြောင့်ဆက်လက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေတတိထားကြပါ နောက်ထပ်သတင်းတစ်ခုကတော့မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာပေါ်မ33ဖြန့်အရေးယူရန်ဆုံးဖြတ်မှုကြောင့်တရော့မှုမရှိဘူးဆိုသောစစ်ကောင်စီ၏ထောက်ပြန်ချက်အပေါ်မှာမယုံကြည်ဟုကြက်ဖွဲ့ဗဟုအလော့အမှုဆောင်မွန်မြင့်ကထုတ်ပေါ်ပြောဆိုလာပါတယ်ဘယ်လိုတွေပြောဆိုထားလဲဆိုလို့ရှိရင်ကျွန်တော်ကတော့စစ်ကောင်စီ၏တရော့မှုမရှိဘူးဆိုသောထောက်ပြန်ချက်ကအဲ့ဒီလိုမယုံကြည်ဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာယန္တရားတွေဆိုတာက နိုင်ငံတဝနိုင်ငံတနိုင်ငံကို ဖြစ်အားပေးတော့မယ်ဆိုရင်မျက်စိတွေပိတ်တယ်နားတွေပိတ်တယ်ခြေတွေလက်တွေကိုကျူးနဲ့တုတ်တယ်တုတ်ပြီးတော့အပန်လောက်ပြီးဆိုတော့ဆိုတော့မှအဲ့ဒီနိုင်ငံကိုအာပြူခွဲအောင်လှုပ်တာအခုလေကျွန်တော်တို့စပြီးတော့မှမျက်စိပဲနားပဲကျူးတော့ဆက်လုံနေပြီကျွန်တော်တို့အပေါ်မှာတရုံမှုကရှိပါတယ်အနည်းနဲ့အများလာမယ်အနည်းနဲ့ အမြန်လာမယ်ပုံပွန်လင်းပြောရမယ်ဆိုရင် ILC အစည်းအဝေးကနဲ့အခုလော HD 33အရာပေါ့နော်အာအရေးယူမယ်ပြောတာကတော့ဒေချာတယ်ဂလေးအဂလေးကစားဒါမဟုတ်ဘူးခုကျန့်ဖွဲ့ဘဟုအလုတ်မှုဆောင်မင်းကင်းမင်းကင်းမိမပေါ့နော်အာမင်းကင်းမောင်မင့်ကပြောဆိုပါတယ်ထပ်ပေါ်ပြောဆိုပါတယ်ဒါကတော့ စစ်ကောင်စီကတော့ကျွန်တော်တို့အတွေ့ဘာမှဘာမှတော့မဖြစ်ပါဘူးဆိုပြီးတော့ပြောနေမိလေသူတို့အတွေ့ဖြစ်နေတဲ့အရန်ကိုထိရောက်မှုရှိမှာပါဆိုပြီးတော့ကြံ့ဖွဲ့ပါတီကအမှုဆောင်တဦးကပြောပြတာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်စစ်ကောင်စီရဲ့အတွေ့ကတော့တည်ရောက်မှုကိုရှိကိုရှိမှာပါရှိကိုရှိမှာပါဒါကတော့မရှိတော့ဆိုလို့ရှိရင်နိုင်ငံတကာကအနေနဲ့လို့ဒီလိုမျိုးကိုစကားတက်တက်ကိုအရေးယူပြောဆိုမှာမဟုတ်ဘူးဘာမှမထူးတဲ့ဟာကိုတော့လော့မှာမဟုတ်ဘူးဒီကအာ စစ်ကောင်စီဖက်ကတော့ရှေ့ကိုရှိမှာပါဆိုပြီးတော့သူတို့ဖက်ကလည်းပြောလာတာဖြစ်ပါလိမ့်နောက်တစ်ခုကတော့တောင်တကုံတရားရောင်းတဆွေတော့စစ်တပ်ကဘွန်ပစ်လောင်ချာဖြန့်ပြစ်ခတ်တက်ခိုက်ခဲ့တယ်ဟုဆိုပါတယ်ဒါကတော့ပြင်းမှတ်ကိုတက်တက်ကိုကြတယ်လို့သိရပါတယ်ထိရောက်မှုရှိရှိခဲ့ပါတယ်နောက်ဆက်တွဲထိခတ်သေးဆုံးမှုပျက်စီးမှုကတော့ဆောင်ဆန်းနေတော့ပါပဲဆိုပြီးတော့ရေးပို့တွေအားလုံးဘေးကင်းပါတယ်ဟုရန်ကုန်အာမေမှာပေါ့နော် အာတက်ဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဟာကတော့ကျွန်တော်တို့လိုင်းတက်ဖွဲ့တွေဖက်ကထိခတ်မှုတို့မရှိဘူးဒီဟာကထိခတ်မှုအာစစ်ကောင်စီတက်ဖွဲ့ကကတော့အတိအကျကိုအာဆိုထက်လက်တယ်လို့သိရပါတယ်ဗောနော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လိုင်းတက်ဖွဲ့တွေဖက်ကလည်းတေဆော့မှုနဲ့ထိခတ်မှုစစ်ကောင်စီဖက်ကလည်းထွက်ပြန်တာမတွေ့ရသေးရဘူးဆိုတော့ထိခတ်မှုတွေရှိမှာပါလို့ကျွန်တော်သိရပါတယ်အဲ့ဒီနောက်မှာနောက်ထပ်ကြားရတဲ့သတင်းကတော့အကျန်းဖက်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်စစ်တီတင်းတန်းစင်တက်တာတိမြတ်ကိုစစ်တမ်းစစ်မေပင်တို့ပို့ဆောင်နေပြီလို့သိရပါတယ် ဒါကတော့အခုချိန်မှာတက်ပွေးပြင်းထန်တဲ့နေရာကိုစတင်ပြီးတော့ပို့ဆောင်နေပါတယ်။ဒါကမကွေးရခိုင်စကမ်းကရင်နီအပါဝန်စစ်တမ်းစစ်မြေပြင်များသို့စတင်ပို့ဆောင်နေပြီလို့သိရပါတယ်။ပို့ဆောင်တဲ့ထိပ်မှာဖောင်းများအသိခံရပြီးမင်းသားစုများနဲ့အဆက်အသွယ်များပြတ်တော့သွားကြောင်းစစ်မှုထမ်းပတ်စဉ်စစ်တီတင်တန်းစင်တသတိတချို့ဤမင်းသားစုဝင်များကပြောဆိုပါတယ်။ဒါကတင်တန်းစင်ပြီးတော့ညနေပန်းလုံးမှာဖောင်းစစ်တယ်။သူတို့စစ်တမ်းသွားရမယ်။ဘေကို ပုတ်မယ်ဆိုတာတော့ ယူမပြောဘူးလို့ပြောတယ်။ဖုံးမစစ်ရင်လည်းစစ်မပူနဲ့ပဲပြောတယ်။ဖုံးတွေကသင်းခံရနိုင်တယ်တဲ့။မနေ့ညနေလောက်ကနဲ့အဆက်အသွယ်မရတော့ဘူးဟုဒလတ်မြော့နယ်မှာစစ်မှုထမ်းအပစင်စစ်တီတန်တဆင်တသားတိတူအီမခင်တူကပြောဆိုပါဒီလိုမျိုးကိုစစ်ကောင်စီကအာတသားတိတွေကိုပို့ဆောင်နေရပြီ။ပို့ဆောင်တာထဲမှာအာဆိုးရွားတာကမင်းပါပြည်သူတွေနဲ့သူတို့မင်းသားအဆွေမျိုးတွေနဲ့စစ်သွေးမရအောင်ဖောင်းတွေကိုတင်ပတ်ပဲပြီးရင်တရားကဘာကိုမှအတိအာတရင်တွေမကြအောင် သူတို့တရင်တွေရပြီဆိုလို့ရှိရင်မင်းပေါ့တွေအဆက်တွေရပြီဆိုလို့ရှိရင်ချက်ဆက်ပြီးတော့ဒူလိုင်းတဖို့တွေနဲ့ချက်ဆက်ပြီးတော့အာအလင်းဝင်တာတို့ထွက်ပြီးတာတို့ဖြစ်မှာကိုအယံကိုကြောက်နေကြပါဒါကတော့အာစစ်ကောင်စီရဲ့ယူအာရောင်းနှိမ့်မှုရဲ့အဖြစ်ကိုပိုစေတဲ့အခြေအနေဖြစ်ပါတယ်ဒါကတော့စစ်တမ်းမှာဆိုလို့ရှိရင်ဒီလိုမျိုးကိုသူတို့အာလွတ်လပ်ပန်ခွင့်လည်းမရှိဘူး ဘာမှလဲဒီကသူမင်းတို့တွေတက်မယ်ဆိုလို့ရှိရင်တက်မတိုက်ဘူးဆိုလို့ရှိရင်မင်းတို့တွေမင်းဒီနမှာအဆုတ်ခံရမှာဆိုတဲ့သဘောမျိုးကိုချင်းချော်လို့ရအောင်ဖုန်းတွေကိုလည်းအကောင်လုံးသိမ့်တယ်လုံးဝသွားလို့မရအောင်သူတို့မရော့ဖူးတဲ့နေရာကိုသူတို့အကောင်လုံးကိုပို့မယ်အစားပိုင်းမှာတော့ဒီစကောင်စီကစစ်မှုထမ်းပြဋ္ဌာန်းတာကအဲ့ဒီကုဒေသမှာ နေကုဒေသမှာလွန်ချွန်ရေးယူဖို့တခြားနေရာမှာပို့ရမှာမဟုတ်ဘူးဆိုပြီးပြောနေမြဲလေအခုချိန်မှာစစ်တမ်းစစ်မိပြီးမှသူတို့လုံးဝကိုမရော့ဖူးတဲ့နေရာမှာသူတို့အာ မကျင်လေတဲ့နေရာမှာသွားခန်းပြီးတော့လက်နဲ့မချရည်အောင်ချိန်ချော့ပြောဆိုတာမျိုးဖုန်းလုံးဝအဆက်အသွယ်မရအောင်အလောက်နေတာမျိုးကိုလောက်နေပါအခုဟာလေကြည်အောင်ဖုန်းတွေကိုပါတိမ့်နေတယ်လို့သိရပါတယ်ဒါကတော့စစ်မှုထမ်းပတ်စင်စစ်တစ်ကမျိုးရကုံလေတင်တန်းစင်ပွဲမှာဘလူတွေပြောဆိုခဲလဲမျိုးရကုံလေဘလူတွေကြီးမြင့်တာလဲဆိုတာကိုနှစ်ထောင်ကြည့်အောင်ပါဝင်မှုရှိရဗျဘာလို့လဲဆိုတော့ကိုမရောက်ဘူးတဲ့နေရာတစ်ခုကိုရောက်မှာဆိုတော့အဲ့ဒါစိုးရိမ်မှုတစ်ခုလိုရှိတယ် ြောတခါမှလည်းတွေ့ကြုံမရှိဘူးလေကျွန်တော်တို့ရဲသားဘွားကနေပြီးတော့စစ်သားဘွားကိုကူပြောတာတိတ်ကြုံမလွယ်ဘူးဗျဒါပေမဲ့လည်းတကယ်လည်းတွေ့မှကြတော့လေတင်ယူလိုက်တော့လေအဲ့တော့လေမခက်ခဲပါဘူးဗျာနော်ကျွန်တော်တို့မသိနားမလည်တဲ့ဟာတွေအကုန်လုံးလည်းသိနားလာတယ်အပြင်မှာစီးကမ်းမနေတိုင်းခဲ့တာတွေအခုဒီတမတော်တွေရောက်တော့မှစီးကမ်းနေရှိလာတယ်ထူးချွန်ထက်မြက်လာတဲ့ယောက်ျားကောင်တယောက်တွေလည်းဖြစ်လာတယ်လို့ကိုကိုယုံကြည်မှုရှိပါဗျာတင်တန်းလည်းဆင်းပြီးသွားပြီဆိုတော့ကျွန်တော်တို့တမတော်ကနေပြီးတော့ချပစ်လိုက်တဲ့တောင်းဝင်တွေကိုကျွန်တော်ရောက်ရာဒေသရောက်ရာတက်မှာကျွန်တော်က တာဝန်ကိုခြေပုံစံထမ်းဆောင်ရပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ပေါင်းဖော်တငယ်ချင်းအားလုံးကိုလည်းမှာရှိပါတယ်ဆက်လက်ကြိုးစားပါရောက်တဲ့နေရာပဲနေပါမယ်ဆိုလို့ရှိရင်ကြိုးစားပါပြည်သူ့စစ်မှုထမ်းကာလနှစ်နှစ်ဆိုပေမဲ့လည်းစစ်သားဖြစ်ကိုယ်ခံယူထားတယ်ဆိုတဲ့စိတ်ပဲဆက်ပြီးတော့ကြိုးစားပါတာဝန်ဆက်ပြီးတော့ခြေပုံထမ်းဆောင်ရပါလို့ပဲပြောချင်ပါတယ်ဗျာ ရသားဘွားနဲ့ဒီတက်မတော်သားဘွားနဲ့ကွာခြားပါတယ်အပြင်ရသားဘွားကတော့ကိုနေခြင်းလို့နေတယ်ကိုသွားခြင်းလို့သွားတယ်ဒီလိုမျိုးစနစ်တကျနဲ့နေထိုင်မှုတွေနဲ့အပြင်နဲ့မတားကွာခြားတယ်အပြင်မှာဒီလိုမျိုးလိုးလက်လက်နေလို့မရဘူးဒီမှာသူပေးထားတဲ့အချိန်သူတက်မတာတဲ့စည်းကမ်းနဲ့ဟိုလိုင်းနေပြီးတော့နေရတယ်တက်မတော်သားတယောက်ပြီးပြီးဟိုတက်ရှင်းရှင်းနဲ့စည်းကမ်းတကျနဲ့ကိုတောင်ဝကိုကြေပွန်ထမ်းဆောင်နိုင်တဲ့စိတ်ဓာတ်ပေါ့ အဲ့လိုမျိုးစိတ်ဓာတ်တွေလည်းဝင်လာတယ်ကိုဘလိုနေထိုင်မှုကိုရဲ့တကူရီတန်ရှင်းမှုနဲ့ကိုရဲ့နေထိုင်မှုစနစ်တွေလည်းကိုနေထိုင်ရမလဲဆိုတဲ့အတွေးမျိုးလည်းဝင်လာပါတယ်အခုတင်တန်းဆင်းသွားပြီဆိုတော့ဒီချက်ဒီချက်ပူတဲ့ကိုပြီးတဲ့တောင်းဝင်ကိုချေပုံထန်းဆောင်တော့မယ်ဆိုတဲ့အတွေးမျိုးပဲရှိပါတယ်ဟုတ်ကဲဆိုဒီကတော့ပြည်သူစစ်မှုထမ်းအပစင်စစ်တစ်ကကြီးမြင့်နေတဲ့ကောင်းတယ်နော်ဒီကမြတ်ဝတီကန်းတဲ့ ထုတ်ပြန်လာတဲ့ဟာ TikTok မှာတွေ့နေလို့ဒီကောင်တွေဘလူတွေအာချောင်ခဲ့လဲဘလူတွေပြောဆိုခဲ့လဲတာဝန်ဂျီပါမေဘာညာဗောနော်ဘလူတွေပြောခဲ့လဲဆိုတာကိုကျွန်တော်ပြင်ပြီးတော့သိစေချင်လို့ယူအာယူကြည်ကြည်လေးနဲ့ထွက်လာလို့ကျွန်တော်ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်။တော်ရင်တဖို့တွေရဲ့ဒီကောင်တွေကိုပြုတ်ပြီဆိုလို့ရှိရင်တော့ဘလူတွေလော့သိမ့်လဲဆိုတာကိုတော့နော်မင်းစေချင်းလို့ပေါ့နော်ဘလူတွေဆောင်းမသိမ့်လဲဆိုတာကိုမင်းစေချင်းလို့ဒီကောင်တွေမကြဘူးအပတ်စစ်စစ်တီကဆိုလို့ရှိရင်အခု၈တက်မှာတွေ့ရတော့မှာ အဲ့ဒါကြောင့်မလို့ပြက်ပြီးတာစစ်တပ်မှာတွေးရတော့မှဒီကောင်တွေဆိုတော့ payment day ဆိုလို့ရှိရင်တော့ဒီကြေးလေးတော့ဆော့မအောင်ဆော့မပြီးအောင်နော်ဒီဟာကအာချောင်ခဲ့တဲ့သူတွေဆိုတော့ဒီဟာကအာတက်မတော်ကပေးအပ်တဲ့တာဝန်ကို ကြည်ကြည်ဖို့ဖွင့်ကိုဆော့မမယ်ကျွန်တော်တငေချင်းတွေလည်းအာတင်းထပါပိုင်းကြီးပါဗောဒီလိုမျိုးကအာချောင်ခဲ့တာဆိုတော့စစ်တပ်မှာတွေ့တယ်ဆိုလို့ရှိရင်ဆော့ထက်ဆော့ထက်ပေးလိုက်ပါအောင်နော်ဆော့မပေးလိုက်ပါအောင် နောက်မှာစစ်ကောင်စီကအခုချိန်မှာရွေးကောပွဲကျင်းပအဖွဲ့အတွက်ကိုပြင်ဆင်နေပါတယ်။ဒီပြင်ဆင်နေတဲ့အထက်မှာစစ်ကောင်စီဘူချုပ်တွေဘလူးတွေရွေးကောပွဲထက်ကိုလွတ်တော်ထက်ကိုရောက်မလဲဆိုတာကိုသူတို့တွေဘလူးပြင်ဆင်ခဲ့တာလဲဆိုတာကိုဟဲ့မဟိုဖက်ရွေးကောကဂျုံဝင်းမင်းပြောပြတာကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ဘူဘူချုပ်တွေဘူချုပ်ကြီးတွေဘလူးတွေပြင်ဆင်ခဲ့ကြရလဲ။သူမေးခွန်းနေမေးထားတယ်ဆိုတဲ့ဟာလည်းဖြစ်နိုင်ချေရှိပါတယ်။အဲ့တော့သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းစဉ်းစားကြမှာပေါ့ဘူချုပ်ကြီးမေးလာပြီဆိုတော့အမေးရှင်အဖြေရှိရမယ်လေ။မေးတာကိုမဖြေဘဲနဲ့ဝိုးလေကြောင်မှလုံနေရမလား။ ရမလားလို့လုပ်ကြည့်လေရမလားလို့ရရင်လည်းရမှာပေါ့တို့ရရင်လည်းရမှာပေါ့နော်ဆိုတော့သူ့ရဲ့ဘုံချုပ်ကြီးတွေကတော့သူ့ရဲ့ဘုံချုပ်ကြီးတွေကတော့ဟိုဘုံချုပ်မှုကြီးရဲ့ဟိုဟာပြီးတော့ကဲမင်းကတော့ပေပါတီကိုသွားမင်းကတော့တတိပုဂ္ဂလမင်းကတော့စောင့်နေအသိန်းစောင့်နေအဲဒါမျိုးတွေဒါလေးစောင့်အောင်နေရှိတယ်အဲဒါလည်းဘုံချုပ်မှုကြီးရဲ့ဘာလို့ဟိုဟွာရေးပါတယ် BBC ကရေးပါတယ်ဦးတန်းရွှေကြီး2010တုန်းကလောက်ခဲ့တယ်လို့မျိုးဘုံချုပ်မှုကြီးကတော့တချိန်ပြန်လုံနေရပြီဒါပေမဲ့ဦးတန်းရွှေကြီးလောက် မခက်မလွယ်ဘူးလွယ်ကူချုံမှုတွေမရှိဘူးဥဒ္ဒေချွေတော့လွယ်သေးတယ်ဟိုဦးမြောင်လိုင်းကျုံရေဆိုင်တွေရတာလည်းကျမ်းနေပေါ့ဗျာဟုတ်တယ်သူရေးတာလည်းအမှန်တယ်ဟုတ်ဆိုအဲ့တိုင်းလိုဖြစ်နေတာဟုတ်ဘိုးချုပ်ကြီးကသူကဘိုးချုပ်ကြီး तू ရွေးကောက်ပွဲဝင်ရမလားမဝင်ရဘူးလား तू စဉ်းစားမယ်နောက်တစ်ခုကဒီလိုဝင်တက်လားမဝင်တာ तू စဉ်းစားမယ်ဝင်ဖို့လိုလားမလို့ तू စဉ်းစားမယ်အဲ့လိုပဲသူ့လူတွေကို तू စဉ်းစားပြီသူ့ရဲ့ဘိုးချုပ်ကြီးတွေသူ့ရဲ့ဒုရဲ့ဘိုးချုပ်ကြီးတွေရှိတယ်အဲ့မှာတော့ဘိုးချုပ်ကြီး၁၀ယောက်ရှိပြီလို့ပြောတယ်သူကပြောတယ်ဘိုးချုပ်ကြီးအဆင့်နေရပါတော့ဘိုးချုပ်ကြီးအထက်အဆင့်က၁၀ယောက်တောင်ရှိတယ်သူကပြောတယ်โอเคသူ့ရဲ့ဘိုးချုပ်ကြီးတွေလည်းတန်းစီနေတပြုံးကြီးပဲလို့ပြောတယ် ော့အဲ့လူတွေအကုန်လုံးကတချို့တွေကဝိုင်းရင်သပိုင်းနေဖြစ်လာပြီးအုပ်ချုပ်ရေးရတဲ့တော်လာပြီးတော့သူတို့ဘယ်လိုပို့မလဲဆိုတော့မိကုန်းတွေလည်းရှိတယ်။ဆိုတော့ဒါတွေကတွေးကြရတယ်အများကြီးပါပဲ။ကျွန်တော်တို့လည်းတွေးပါတယ်တွက်ဆပါတယ်။เนาะအဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာ။ဘယ်ပို့ချုပ်ကြည့်တယ်ဘယ်ရောက်လာပြီးဘယ်သူတွေကဘယ်ဖြစ်မလဲ။စောင့်ကြည့်ကြတာပေါ့ကျွန်တော်ကျွန်တော်တချို့ပို့ချုပ်ကြည့်နေဆိုရင်တော့ကျွန်တော်တချို့ပို့ချုပ်ကြည့်တော့နောက်နောက်ပြန်ပြောခဲ့တာရှိပါတယ်။အဲနောင်လာမဲ့နောင်လာမဲ့အဲဆိုရဖွဲ့ရဲ့ဘာသာလူယူမဲ့လူတွေဖြစ်ပါတယ်။အဲကျွန်တော်အဲ့လိုတွက်ထားပါတယ်။အဲသာသိကျွန်တော်အဲ့လိုပြောတယ်။တချို့ဆိုတချို့ဝင်ကြီးအဲတွေကိုလည်း ဒါဖြစ်နိုင်ခြေရှိတဲ့လူတွေပါမညာပေါ့ဘယ်သူကတော့ဝင်ကြီးဖြစ်နိုင်တယ်တော့ကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်ဒီတိုင်းမှာတွက်ပြီးကျွန်တော်ပြောရရှိတယ်ဒါပေမဲ့ဒီမှာတော့ပြောလို့မရဘူးတော်ကြနေထိုင်နေနေထိုင်နေနာမည်ကြီးနေဦးအဲ့တော့မပြောတာကောင်းတယ်အဲ့တော့ထားပါတော့သက်ဆိုင်ပုံကူတွေသိပါတယ်ဆိုတော့အဲ့တော့တခါကြရင်ဒီဟာကသိစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံရေးအပြောင်းအလဲအရွေတွေမှာတစ်ခုပါပဲဒီကာလကလည်းနည်းနည်းလေးနှီးစားလာပြီနောက်6လအတွင်းမှာဖြေထွက်လာမယ့်ဟာတွေပါအဲ့တော့ ဘေဘိုဂျူကြီးတွေတော့နားအငိမ့်စားယူသွားမယ်ဘေဘိုဂျူကြီးတွေတော့နိုင်ငံရေးယာရုတွေပြန်ယူမယ်ဘိုဂျူဘေဘိုဂျူကြီးတွေတော့လွှတ်တော်တွေဝန်ထိုင်ကြမလဲဘေဘိုဂျူတွေလွှတ်တော်တွေမှာမြင်ရမလဲစသဖြင့်ဒါတွေစိတ်ဝင်စားဖို့ကောင်းတယ်ပြည်ခိုင်ပြိုးကလည်းသူ့အနေနဲ့သူကြီးပဲရမယ်လို့ထင်နေထင်နေမယ်ဒါပေမဲ့ပြည်ခိုင်ပြိုးလည်းသူ့ကိုယ်သူသိတယ်သူလည်းသိဟန်လာတာမဟုတ်ဘူးသူ့ကိုယ်သူသိပုံရပါတယ်ဆိုတော့ဒါတွေစောင့်ကြည့်ရမယ်ဟာတွေပါအဲ့တော့ဘိုဂျူဟိုရွေးကောက်ပွဲ969မြို့နဲ့ကျင်းပခြင်းကျင်းပဖို့ရာထားခြင်းနဲ့ဘိုဂျူဘိုဂျူမူကြီးကနေပြီးတော့သူ့သူ့လူတွေသူမင်းနေတယ်ဆိုတဲ့ကိစ္စတွေဟာကျိတ်လူပဲဆက်ဆက်နေပါတယ်လို့ပြောရင်းကဲဆိုတော့ဒါကတော့ ရုပ်ကပွဲအတွက်မှာစစ်ကောင်စီဘလော့ထိပြင်းရှင်နေခဲ့လဲဆိုတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်အခုချိန်မှာစစ်ကောင်စီကရုပ်ကပွဲဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်လေဒီစစ်အာဏာသိမ်းပြီးတဲ့နောက်မှာအောက်ချုပ်တဲ့အတန်းကိုပဲအောက်ချုပ်ခိုင်းမှာဘာလို့လဲဆိုလို့ရှိရင်အခုချိန်မှာကျွန်တော်ကျွန်တော်ကျွန်တော်မင်းပြောနေတယ်လို့အဲဒီလက်တော်ထဲမှာပါတီထဲမှာအကောင်လုံးကိုနေရာတွေကိုဝန်ကြီးနေရာတွေကိုအကောင်လုံးကိုယူဖို့အတွက်အခုချိန်ကနေစပြီးတော့ပြင်ဆင်နေကြပြီသူတို့တွေကဒီကသူတို့တွေပြင်ဆင်နေကြပြီ နနံရပါတီတွေကို အာအာနာပေးမေးဆိုတာကတော့သူတို့တွေဗဇက်ကနဲ့ပြောတာပဲလွေတာ တကယ်လက်တွေ့မှာတော့အဲ့ဒီမှာပြင်ဆင်နေကြပဲဘယ်လိုထိပြင်ဆင်နေလဲဆိုတာကတော့အဲ့မှာကျောင်းမင်းပြောတာက ရှင်းနေတယ်ပဲဆိုတော့မင်းအွန်လိုင်းကုတန်ကလည်းဒီထက်မှာပါဝင်ဖို့အတွက်ကိုအာလုံးနေကြပါတယ်ဆိုတော့စစ်ကောင်စီထဲကလူတွေအာသူတို့တွေအရွက်ဝက်ပြန်ပြောင်းပြီးတော့ဘလူတွေစစ်ကောင်စီအစစ်တက်ရဲ့အုတ်ချုံမှုအောက်မှာပြီးသူတို့ပြန်ပြီးတော့တမ်းဖို့ 조사နေကြတယ်အန်တို့ရဲ့အာနာကိုပြင်ပြီးတော့တီမအမေတန်းတီမဖို့ဒီအာနာသိမ့်ဖို့ကအမေတန်းသူတော့မလုတ်တလူဖို့နော်ဆိုတော့နိုင်ငံတကာကိုလက်ဖြတ်ဖို့အတွက်လူတွေပြင်ရှင်ခဲ့ကြလဲဆိုတာကိုမြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့အာရုပ်ကိုပွေးနေပတ်သက်ပြီးတော့ဟိုဖက်ရက်ကကဘလူတွေပြင်ရှင်ခဲ့ကြလဲဆိုတာကိုမြင်စေချင်ကဲဆိုတော့ဒီအရကတော့ဒီမနေ့ခင်မှာနောက်ဆုံးရရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့တင်ဆက်ပေးရင်းနဲ့ဟော့ဖက်ရက်ကွက်မှာ စစ်ကောင်စီကဘလူးတွေပြင်ဆင်ခဲ့လဲရုပ်ကပွဲကိုလော့မယ်လော့ပြီးတော့ဒီအာနာရတဲ့သူတွေကိုဘလူးတွေကိုပြင်ပြီးတော့အုတ်ချုပ်မလဲဘလူးအကန်တွေးမလဲဆိုတာကိုဘလူးတွေပြင်ဆင်ခဲ့လဲဆိုတာကိုသိစေချင်လို့ပြင်ပြီးတော့ရုပ်သက်ဖန်တဲ့တကောမျက်ဝေပြတာဖြစ်ပါတယ်။ဒီကတော့ဒီမနေ့ခင်မှာနောက်ဆုံးရရှိထားတဲ့သတင်းထုတွေကိုတင်ဆက်ပေးရင်လည်းအာညနေဘက်မှာသတင်းထုသတင်းကောင်းတွေကိုပြင်ပြီးတော့တင်ဆက်ပေးပါမယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲ။အားလုံးကိုအမေရိကန်ကြည့်ရှုအပ်ပေးရင်ကြတော်လင်ပြသူများအားလုံးကိုလည်းကိုယ်ကြမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။